11 Media Group ရဲ့သတင်းတောက်ကိုဆိုမိုတွန်လုံးကြံတက်ပြတ်ခံရမှု2လကျော်ကြာတဲ့အထိအမှုနဲ့ပတ်သက်ပြီးတစုံတရာထူးခြားမှုမရှိတာကြောင့်ရဲတပ်ဖွဲ့အနေနဲ့အမှုအခြေအနေအားရှင်းလင်းပေးရန်ကိုဆိုမိုတွန်ရဲ့ဇနီးဖြစ်သူကဖေဖော်ဝါရီလ26ရက်နေ့မှာတောင်းဆိုလိုက်ပါတယ်။11 Media Group ရဲ့မုံရအခြေစားသတင်းတောင်ကိုဆိုမိုတွန်လုံးကြံတက်ပြတ်ခံရမှု2လကျော်ကြာမြင့်တဲ့အခြေထူးခြားမှုမရှိသေးတဲ့အပေါ်၎င်းရဲ့ဇနီးကအခုလိုပဲကြောင်းဆိုခဲ့ပါရယ်။ဘာမှမသိရဘူးဟုတ်လား။တကြမှာလဲ ပြန်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 သွားမှလဲစိုးရိမ်နေဟုတ်တယ်နော်အဲ့တော့ဒီဟူမန်ကိုချင်းချင်းလေးလေးနဲ့ဘာမှမသိရတဲ့အတွက်ဟူမန်ပေါ်ပေါ့ကိုအတွက်အာရည်ရည်ရွယ်ရွယ်နေနဲ့ရတဲ့ခွဲ့တွေချင်းသွားတော့မှဘာမှမသိရတဲ့တပြည့်တူူးနေတဲ့ဒါဟူမန်ကိုချင်းချင်းလေးလေးသိအောင်လို့ချင်းချင်းပြပြစေခြင်းနဲ့ ပြီးခဲ့တဲ့2016ခုနှစ်ဒီဇင်ဘာလ23ရက်နေ့နဲ့အစောပိုင်းကမုံရမျိုးအောင်ချမ်းသာရက်ကွက်ပြည်အောင်စုလမ်းဘေးမှာသတင်းတော်ကိုဆိုးမိုးထွန်းကိုဥကောင်ထိတ်ကွဲပြဲတံရနှစ်ချက်ဝဲမျက်ကုံကွဲပြဲတံရတစ်ချက်မျက်နှာဖူးရောင်တံရများဖြင့်အခင်းဖြေရာနေရာမှာမှောက်လျက်တိုက်ဆုံနေတာကိုတွေ့ရှိခဲ့ရပြီး ထိုဖြစ်စဉ်ကိုအမှုကြီးလူသက်မှုအမှတ်စဉ်20မြင်းဆောင်2016ဘာ1564မြင်းဆောင်2016ရစသက်ကြီးပုံမှန်3ဝနှစ်ဖြင့်မုံရမျိုးမှရေစခတ်မှအမှုဖွင့်ပြီးစစ်ဆေးမှုများပြုလုပ်လျက်ရှိနေတာဖြစ်ပါတယ်။ လက်ရှိအမှုအခြေအနေနဲ့ပတ်သက်ပြီးမုံရမျိုးမရေစခန်းခိတစခန်းမှုထူရဲမှုတင်ယူကတော့အမှုကိုဆက်လက်ဆောင်ဆန်းနေတာဖြစ်ပြီးအရင်အမှုစစ် IO နေရာကို၎င်းကတာဝန်ယူရမှာဖြစ်တာကြောင့်အခုထိအမှုတွဲကိုတရားဝင်လွှဲပြောင်းရှုထားခြင်းမရှိသေးကြောင်းနဲ့ခုလလောဆဲအမှုနဲ့ပတ်သက်တဲ့ MPD Oridu ကဖုန်းကောလော့တွေရပြီဖြစ်ပြီးနှစ်ပြန်တယ်လီနောကနေထပ်ရမယ်အဲ့ဒါရင်းနဲ့ချိန်ဆက်ပြီးဆက်လက်ဆောင်ဆန်းဖောက်ထုတ်သွားမှာဖြစ်တယ်လို့ပြောပါရယ် ကိုဆိုမိုတွန်လုံးချံတက်ပြတ်ခံရမှုနဲ့ပတ်သက်ပြီးချုပ်ရဲ့ရမန်ပြေဖန်စီစစ်ဆေးခဲ့တဲ့ KTV မနေဂျာ KTV ဆိုင်ဝန်ထမ်းနဲ့တစ်လုံငန်းတစ်ခုမှလုတ်ကိုင်းနေသူသုံးဦးတို့အားအမှုနဲ့ပတ်သက်ခြင်းမရှိသဖြင့်ပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။တတိကံပစ္စည်းများကိုပြန်လည်ပေးအပ်ခြင်းရှိမရှိကိုအမှုရဲကိုတရားဝင်လွှဲပြောင်းရယူထားသိခြင်းမရှိတာကြောင့်မပြောနိုင်သေးဘူးလို့မုံရမျိုးမရဲစခန်းမှာခိတာစခန်းမှုကပြောကြားပါတယ်။ အမှုနယ်ပတ်သက်ပြီးအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်းဖွဲ့စည်းထားပြီးလက်ရှိအချိန်မှာအဆိုပါအဖွဲ့များမှအမှုမှန်ပေါ်ပေါက်ရေးနဲ့အ திக ကျွလွန်သူများကိုဖမ်းဆီးရမိနိုင်ရေးအတွက်နေစဉ်စုံစမ်းထောက်လှမ်းမှုများစစ်ဆေးမှုများအချက်အလက်ရှာဖွေစုစမ်းမှုများလှုံ့ဆော်လျက်ရှိကြောင်းမုံရမျိုးမရဲစခန်းမှာသိရပါဗျာ။